ဘောရဲ့ professor ကောင်းတဲ့မိန့်တော်ကို EOD ဘဏ်က MPU credit ကနေတူဖြတ်သားလိုက်တယ်။ EOD ဘဏ်က MPU credit ကနေဆိုလို့ကျွန်တော်တို့တူတူထားနိုင်တယ်။ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးနည်းပညာကုမ္ပဏီဖြစ်တဲ့ Samsung ဟာ Autowala 17ရက်နေ့မှာ Galaxy Note 7ဖုန်းရောင်းချမှုနဲ့လဲလှယ်ပေးမှုတွေကိုလုံးဝရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့ပြီးသုံးစွဲသူတွေကိုလည်းဆက်လက်အသုံးမပြုဖို့တတိပေးပြောကြားလိုက်ပါတယ်။ အသက်လဲလဲပေးခဲ့တဲ့ Note 7 smartphone တွေဟာလည်းမီးလောင်မှုဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ Samsung ကုမ္ပဏီကဒီကမ္ဘာလုံးမှာအယောင်းရဆိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။တစက်တည်းမှာပဲ Samsung ကုမ္ပဏီရဲ့ share တန်ဖိုးဟာ100ခိုင်နှုန်းလောက်ကျဆင်းသွားခဲ့တယ်လို့သိရပါဗျ။ ကမ္ဘာအကြီးဆုံးစမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Samsung ဟာအားသွင်းချိန်မှာလီသီယမ်အိုင်ယွန်ဘက်ထရီပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ဆိုရဲသတင်းတွေထွက်ပေါ်ခဲ့တာကြောင့်ကမ္ဘာဈေးကွက်ဆယ်ကူမှာရောင်းချခဲ့တဲ့ Note 7ဖုန်းအလုံးကြီး1.5တန်းတန်းကိုပြန်လည်အနှံမှုပြောကြားခဲ့ပြီးတလအကြာမှာပဲရောင်းချမှုကိုလုံးဝရပ်ဆိုင်သွားမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးဘုရားဌာနက Note 7 phone အသုံးပြုသူတွေနဲ့၎င်းတို့ရဲ့မိသားစုတွေကိုအန္တရာယ်ဖြစ်စေနိုင်တယ်လို့သတိပေးချက်ထုတ်ပြန်ခဲ့တာကြောင့်ကမ္ဘာ့ smartphone ဈေးကွက်မှာထိတ်တန့်နေရကိုအယယူထားတဲ့ Samsung ကုမ္ပဏီက၎င်းတို့ရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေခဲ့တဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာတွေကိုဖြေရှင်းဖို့အပြင်းထန်စူးစမ်းနေတာဖြစ်ပါတယ်။ ကမ္ဘာထိပ်တန်းစမတ်ဖုန်းဖြန့်ကြီးကုမ္ပဏီတွေဖြစ်တဲ့ American ဆက်သွယ်ရေးကုမ္ပဏီ AT&T နဲ့ Germany ကုမ္ပဏီ T-Mobile တို့ဟာအော်တိုဝါလာ9ရက်နေ့မှာနှုတ်ဆဲဗန်ဖုန်းတွေကိုရောင်းချမှုနဲ့လဲလှယ်ပေးမှုတွေကိုရပ်ဆိုင်းခဲ့တာပဲဖြစ်ပါတယ်။